ဟာဘာဒီတော်ပဲလေမဟုတ်ပါဘူးဗျာတိုင်မ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 တိုင်ဘာဒီတော်ပဲလေလို့ဆိုမအောင်ဟိုငါမြင့်မှန်ပြောလို့ငါလိုက်ချက်တယ်မင်းကဒီမှာမြင့်မှန်ကိုယူလာတယ်ဟောမဟုတ်လေအဘဟိုအဘအမြဲတမ်းဒီမှာဟိုလာနေကြဆိုတော့မြင့်မှန်ဒီမှာပဲတင်ထားတယ်ဟုတ်ပါဟုတ်ပြီဟုတ်ပြီဟုတ်ပြီဟိုဘာတင်းနေတူးလေရတင်းနေကတော့ထူးတယ်အဘနော်ဟုတ်ပြီဘာတွေထူးလဲဆိုတော့ပထမအဆုံးအဘကိုကျွန်တော်တင်ပြပေးမယ့်တင်းပေါ့နော်အဲ့တင်းကတော့အဘဟိုနည်းနည်းလေးတော့အဘနှကြောစိတ်လိမ့်မယ်တိလားအဘနှကြောစိတ်လိမ့်မယ်လို့မဟုတ်လေငါ့ကိုလေမနေ့မိုးလင်းတဲ့အချိန်ကြရင်လေဟုတ်ကဲ့ ငါជីជីလေးလေးပြအောင်အဲ့ជីជីလေးလေးအကြည့်တက်လေးရတဲ့တရင်လေးငါတို့မပြောချင်ဘူးလားဟုတ်ပြောတော့ပြောချင်ပါလေအပါရဲ့ဒါပေမဲ့ကျွန်တော်တို့မှာလည်းအကြည့်တက်ရစရာတရင်ကဘာမှမရှိဘူးဖြစ်နေမရှိဘူးမရှိတဲ့တွေငါဟာမရှိလေနည်းနည်းချန်ဖန်ပြီးပြောလို့ကွာမင်းရလေဟုတ်အဲ့တဲ့ဟိုအခုကချန်ဖန်ပြီးပြောလို့ကလည်းမရဘူးဆပထမဆုံးပြောရမယ့်တရင်ကလည်းဘာဖြစ်လို့အေးအေးဖြစ်နေအေးအေးအကြောင်းလေးဖြစ်နေနော်ဒါပေမဲ့အပါဟိုပါမစိုးရိမ်ပါနဲ့ အေးတရင်ဆိုပေမဲ့လည်းဟိုဘာလို့ဒီကဟိုခွေးပြေခွေးတိမ်ဝတ်တေလို့ပါဦးတေးတာကြီးမဟုတ်ဘူး။ဟောအေးမဟုတ်မဟုတ်ဘူး။ဘုကကအေးအေးကနေပြီးတော့ကျွန်တော်တို့ထုတ်ပြန်လိုက်တဲ့တရင်လေးပေါ့။ဘုရုပ်ထုတ်ပြန်နိုင်ထုတ်ပြန်လိုက်တဲ့တရင်လေး။ဟုတ်ပြီဟုတ်ပြီ။အဲ့ဒါလေးကိုကျွန်တော်အဘောက်ကိုကျွန်တော်ပြောပြမယ်။အဲ့တော့ဘာလဲဆိုရင်ရခိုင်ရိုးမအဆက်ပေါ့နော်ကျွန်တော်တို့ဒီရခိုင်ဒီရခိုင်ရိုးမမှာရှိသမျှဒီဟိုစားဘာလဲကဒီကျွန်းတစ်တွေဘာတွေကိုသူကသိမ့်ပြီလားသူကမဟုတ်လေဒီကျွန်တော်တို့ဒီရခိုင်ပြည်နယ်နဲ့ကျွန်တော်တို့ဒီဆက်ဆက်နေတဲ့ပြည်နယ်တွေရှိတယ်ကျွန်တော်တို့ရခိုင်ပဲခူးအဆက် ပြီးရင်ကျွန်တော်တို့ဒီရခိုင်မကွေးအဆက်ဒါနေမြေကြီးထိဆက်နေတဲ့နေရာတွေအဲ့ဒီနေရာတွေအကြောင်းလေးပြောမယ်အဲ့ဒီကျွန်တော်တို့ဒီရခိုင်ပဲခူးအဆက်ရခိုင်မကွေးအဆက်နေတဲ့ရခိုင်အေယာဝတီအဆက်အဲ့မှာကျွန်တော်တိုက်ပွဲတွေဖြစ်နေဆိုတာလည်းအားလည်းသိတယ်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 အဲ့ဒီတိုက်ပွဲတွေမှာတဲ့ကျွန်တော်တို့စစ်တပ်ဘက်ကနေပြီးတော့ကျွန်တော်အလံဖြူထောင်းလာတွေရှိတယ်ပြီးရင်ကျွန်တော်ဖမ်းဆီးရမ်းမိသူတွေထွက်ပြေးသူတွေအားလုံးပေါင်းကျွန်တော်တပ်ဖွဲ့ဝင်ကျွန်တော်80 81ဦးကျော် เออเอ่ะพั้นซียาရှိတယ်ဆိုရယ်တရင်လေးရှိတယ်ဟုတ်တယ်အဲ့ဒါအမှန်ကန်မယ်တော့အမှန်ကန်ငါလည်းတချို့ငါလည်းအဲ့ဒါမပြောရဲဘူးငါစုံစမ်းလေးတော့လေအလံမြူထောင်လေးတူတော်တော်များတယ်များတယ်များတယ်ပြီးတော့ကျွန်တော်ဒီစစ်သုံးပန်းနေပေါ့ဖမ်းပြီးတဲ့စစ်သုံးပန်းနေထဲမှာဘာကြီးပါလဲဆိုကျွန်တော်ပေါ်တာဆွဲခံရတဲ့ကျွန်တော်ကလေးတွေပါတယ်အဲ့ဒီကလေးလေးကဘယ်တော့ဒီဟိုဖြစ်လဲဆိုရင်ကျွန်တော်အသက်16နှစ်မပြည့်သေးဘူးကြောင်းသားအရွယ်လေးတွေဒီကွာအဲ့ဒါတွေကဘာလဲဆိုတော့ဘာဘာလို့ဘလို့မှညင်းလို့မရဘူးဘာလို့လက်ထဲမှာအခုကျွန်တော်တို့ဒီအေရဲ့လက်ထဲမှာဒီသုံးပန်းနေရောက်နေပြီရောက်နေတော့အဲ့မှာကလေးတွေပါတဲ့အခါမှာတချို့တွေဆိုရင်အသက်14လို့15လို့16လို့အဲ့လိုကြီးကြီးပါတယ် ီခစ်ကြီးကအရင်တော့88လို့မဟုတ်ဘူးဟုတ်တယ်ခစ်ကြီးကနေပြီး DNA ကောက်ဆက်လိုက်ရင်တေးပြီဟုတ်ကဲ့ဟုတ်ကဲ့တေးပြီ DNA ကောက်ဆက်လိုက်ရင်ဒီတဲ့ပို့ဆိုတာရှိသေးရဲ့ဗျအဲ့ဒါဘာလဲဆိုအဘတို့ကျွန်တော်ပြောမယ်အဘတို့တက်ချုံကြီးလို့ပြီးတော့အဘတပည့်အားကြကြရှိသေးတယ်ဘာဖြစ်လို့လဲအဲ့ဘိုးချုပ် ထုံးထုံးမျက်နှာကိုတော်တော်ပြီးတော့အဘတော်တော်မဆနဲ့။အော်။နော်။ဟိုကလုံရင် तू ကတကယ်လုံတာနော်အဘ။ငါသိတယ်ဘိုးချုပ်ထုံးမျက်နှာလုံရင်တဆုံးလုံတာငါသိတယ်။အဲအခုလေအဘတို့ကလေဟိုတောင်ပြောမြောင်ပြောနေအဲ့ဘိုးချုပ်ထုံးမျက်နှာကိုသွားပြောလိုက်တော့အဘတို့အတွက်ကျွန်တော်ယင်လေးတယ်။ဟုတ်လား။ငါတော့မပြောဘူးနော်။တက်ချုံနဲ့ဒီငါတပည့်အကြကြဘာတွေပြောပြန်ပြီးလဲလုံစားမအောင်ငေါ့ဘူး။ငါမသိဘူးရောအဲ့ဒါတွေ။ဘာတွေသွားပြောလဲပြ။အဲ့ဒီဟာအေးအေးဆိုတာကလည်းအနောက်ကတင်ပြီးရတဲ့ဟိုတေယုတ်တေယုတ်ကြီးကနေပြီးရလက်လက်တွေပံပိုးပေးနေတာတဲ့ အဲ့ဒါကြောင့်မို့သူကတိုက်ပွဲတွေကြီးတန်းတွေပတ်မိုးပြီးပန်ပိုးပေးတာအဲ့ဒါကြောင့်မို့ကိုကသူတို့ကိုတိုက်နေမြေတွေတိမ့်နိုင်တာပါညာလေကိုကတွားပြောတယ်အဲ့တော့ဟုတ်တာလေကွာဘိုလ်ချုပ်ထွန်းမြင့်ကဘာပြောလဲမလို့လေတကယ်လို့သာတဲ့အဲ့လိုကောသူတို့ဟိုဘတရုတ်ကနေပြီးတော့ကျွန်တော်လက်နက်တွေပါတယ်ကျွန်တော်ကြီးတန်းတွေပါတယ်ပန်ပိုးပေးမယ်ဆိုရင်တဲ့နေပြီးတော့တော့ခဏလေးနဲ့တိမ့်လို့ရတယ်ပြောဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြီးတော့နောက်တစ်ခုရှိသေးတယ်ပါဟိုဘိုလ်ချုပ်ထွန်းမြင့်ကဘယ်လောက်ချုပ်ကောင်းလဲဆိုတော့ဘယ်လောက်ချုပ်ကောင်းလဲအခုတိုက်နေတဲ့တိုက်ပွဲတွေ ဒီရခိုင်ပြည်နယ်မှာတိုက်နေတဲ့တိုက်ပွဲတွေကသူတို့ရခိုင်တိုင်းရင်းသားတွေပဲလွတ်မြောက်မှုမဟုတ်ပါဘူးတဲ့ဒီကျွန်တော်တို့မြန်မာတပြည်လုံးမှာရှိတဲ့ကျွန်တော်တိုင်းရင်းသားတွေအကုန်လုံးလွတ်မြောက်မှုအတွက်ကိုသူကတိုက်နေတာပါဘယ်လောက်ချစ်မှုကောင်းနေပါလဲကွာဟုတ်တယ်ကွာအဲ့စကားကွာမင်းတက်ချုပ်ကြားစီခြင်းနဲ့အဲ့စကားကတက်ချုပ်ကြားလိုက်ရတော့လေတက်ချုပ်ပါလေရေမရှိတဲ့ချောင်းမှာနှာခေါင်းပေါ်ပြီးတေယုံမဲကွာအမှန်လေပါအခု तू ကနေပြီးတော့ တို့ရခိုင်တမျိုးသားလုံးအတွက်တိုက်နေတာမဟုတ်ဘူးမြန်မာတပြည်လုံးကတိုင်းရင်းသားညီကိုမောင်တို့ကနေပြည်သူလူထုအတွက်တိုက်နေတာဆိုတော့ဒီတက်ချုပ်လုံးနေတဲ့2021ခုနှစ်အာဏာသိမ်းလိုက်တာကပြည်သူတွေကိုဒုက္ခပေးတာဆင်းရဲနေနဲ့နှစ်တာသူတို့မိသားစုကောင်းစားရေးအတွက်ဆိုပြီးတော့ပေါ်ပေါ်ဒီနီးမဖြစ်သွားဘူးလားသိမ့်မှန်တာပေါ့ပါရဲ့အဲ့အပေါက်ပဲနော်အခုဘာဖြစ်လဲဆိုတော့အခုတရင်ဆိုတာလေအပအခုရှိအပကပဲအားကြကြလို့ တရင်တွေထွက်တော့လိန်တာမဟုတ်ဘူးတရင်မားတွေထွက်တော့ပြောနေတာမဟုတ်ဘူးအဲဒါခါတက်တော့အေးကြီးကထုတ်ပြန်လိုက်တဲ့တရင်တွေကအတိအကျပဲအတိအကျနဲ့နော်ငင်းလို့မရတဲ့တက်တဲ့တက်ကဟိုနေအကုန်လုံးကိုသူက တက်တက်တေတက်ခါရအထောက်အထားအပြည့်စုံတယ်ဟုတ်ပြီအဲ့တော့ဆိုရင်မင်းမအဲ့တရင်ပါလိုက်ငါ့ကိုပြောငါ့ကိုတင်ပြငါ့ကိုတင်ပြပြီးရမင်းခုအဲ့တရင်ကိုငါ့ကိုပေးလိုက်ပေးပြီးရငါတက်ချုပ်ကိုငါအီးမေးငါပို့မယ်တက်ချုပ်ကိုတကယ်လို့မရောက်ဘူးဆိုရင်ငါဒူးချုပ်ကိုငါအီးမေးပို့မယ်ဟုတ်ကဲ့ပါပါဟုတ်တယ်သူတို့ကအပေါ်မှာနေပြီးတော့သူတို့ကမသိကြဘူးမသိဘူးမသိဘူးငါတော့မှမင်းတို့ပြောလို့ငါသိတာအောက်ချီရဘာလုပ်နေဥမာအောက်ချီရဓမြတိုက်နေတယ်မရင်းချင်းနေတယ်အာအဲ့လိုမျိုးရွာတွေမီးရှို့နေတယ်ဆိုတော့သူတို့သိတာမဟုတ်ဘူးဟုတ်ကဲ့ပါအာသူတို့ကဒါလုပ်ဒါလုပ်ဒါလုပ်ပဲပြောတာဟုတ်ကဲ့ပါအောက်ချီရလိန်သမ ्या ကို တို့ကခံနေရတာဟုတ်ကဲ့ပါသူတို့ကိုယ်တိုင်ကလည်းခိုင်းနေတာမှန်တယ်ပါဒါပဲအဲ့တော့အခုကျွန်တော်ဒီအာရခတက်တော် AI ကနေထုတ်ပြန်လိုက်တယ်ကျွန်တော်ဒီစာလေးရှိတယ်ပေါ့နော်အေးလုံးဝကျွန်တော်အပေါ့ပတ်ပြမယ်ဒိစိတ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီယခုနှစ်ပေါ့နော်ကျွန်တော်နိုဝင်ဘာလ10ရက်နေ့မှာစပြီးတော့တဲ့နိုဝင်ဘာလ10ရက်နေ့အထိနော်ဘကိုးတိုင်းကျွန်တော်တို့ဘရောင်းမြို့နေနော်ကပါစ16အနီးသူတဲ့တိုက်ပွဲများအတွင်းမှာကျွန်တော်တို့ဘက်ကဒီစစ်တပ်ဘက်ကနေပြောနော်အလံပြူထောင်းတာတွေတက်ပြေးတာတွေလက်ရဖမ်းဆီးရမိသူစုစုပေါင်း 16ဦးထိရှိခဲ့ပါတယ်တဲ့ဟာထို့အပြင်တဲ့အခြားသောစစ်မြေပြင်တစ်ခုဖြစ်သည့်ကျွန်တော်ဘကိုးတိုင်းကျွန်တော်ဘရောင်းမြို့နေညောင်ကျိုးကျေးရအနီးတဲ့ကျွန်တော်လေးလာတောင်နော်လေးသာတောင်လေးသာတောင်လေးသာတောင်ပဝင်းကျင်အနီးတောက်ဝဲမြမလဲတဲ့ကျွန်တော်စစ်တပ်ဘက်ကနေပြီးအလံဖြူထောင်းတက်ပြေးလက်ရဖမ်းဆီးမိသူစုစုပေါင်း10ဦးထိရှိကြောင်းသိရပါတယ်ဗျာအရင်ကြီးတော်ကြီးတော်တော်နေကြတာပဲကွာဒါကတော့နိုဝင်ဘာလဒီရှေ့ရကနေနိုဝင်ဘာလ10ရက်နေ့ထိပေါ့နော်နောက်ထပ်ရှိသေးတယ်အဖ နိုဝင်ဘာလ9ရက်နေ့တွေလေတဲ့ကျွန်တော်ဒီဘကိုးတိုင်းဘရောင်းမြို့နေเนาะကျွန်တော်တို့ကပါစာ16အနီးရင်းဆိုင်တိုက်ပွဲများအတွင်းနဲ့ကျွန်တော်တို့ရဲ့စစ်တပ်ကြီးခမရ363တက်ရင်မှအင်းစစ်သား၄ဦးကိုလည်းလက်ရဖမ်းဆီးရမိခဲ့ကြောင်းတဲ့နိုဝင်ဘာလ8ရက်နေ့နိုင်ငံဗျူဟာကုန်းရှိစစ်ကော်မရှင်တက်ကြီးအမှတ်ကိုစစ်မြေပြင်စစ်တက်ရင်မှเนาะကျွန်တော်တို့ခိုလန်အခြေစိုက်တက်မှာတဲ့တက်ကြကျွန်တော်မျိုးမင်းထွန်းကလည်းအာခတက်တော်တဲ့ကိုကျွန်တော်အလင်းဝင် ရောက်သွားတယ်သိရတယ်ဗျ။ဟာသူအင်အားပြည့်သွားပြီဗော။သူတို့မှအင်အားတွေပြည့်သွားပြီ။သူအတိကြပဲနော်။တရင်ကသူကအချက်လက်ခိုင်မာနဲ့သူကပြောတယ်။ပြီးတော့သူကဆက်ပြောတာရှိသေးတယ်။ဟာလေ။အလားတူတဲ့ကျွန်တော်ဒီအော်တိုဘာလကျွန်တော်တို့ဒီ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အတွင်းနဲ့ကျွန်တော် AR ဒီတိုင်းတာပေါင်းမျိုးနဲ့ကျွန်တော်တာပေါင်းကလေးကြေးရအနည်းနဲ့ကျွန်တော်လင်းမျက်နှာမျိုးနဲ့တဲ့ဆိုဆက်ဆက်ယူလို့ကျွန်တော်ချင်းလေကြေးရအနည်းရှိ။ ဖြစ်ပွားခဲ့တော့ကျွန်တော်တိုက်ပွဲများအတွင်းမှာတဲ့ဆက်ဆက်ယူဆိုတာငါတို့ဒီအညာဆက်ဆက်ယူမဟုတ်ဘူးမဟုတ်ကျွန်တော်ဒီ AOD ဟိုအရင်မြင်လာလို့ဘာလို့ကဆက်ဆက်ယူအဲ့အဲ့နာဆက်ဆက်ယူအော်အညာဆက်ဆက်ယူတာတိန်လိုက်လို့ပါပြီးမြမဒီလုံးတိန်လာလေလို့ဟုတ်ဆက်ဆက်ယူလဲလာတော့မှလေးကိုအဲ့နာငါတလောက်တို့ဘာလို့ရတာငါတလောက်တို့ဆက်ဆက်ဟာမဟုတ်ငါတလောက်စီမပြောနဲ့လေဖြစ်နေတယ်အဲ့လိုပြောတာလေးပါเนาะအဲ့တော့ကျွန်တော်ဒီတိုက်ပွဲအတွင်းမှာတဲ့ကျွန်တော်ရဲ့ဒီစစ်တပ်ဘက်မှာနော်ထွက်ပြေးကျွန်တော်လာပြီးတော့တဲ့အေးအေးထန်းတွင်ဖမ်းဆီးခံရသူစစ်သားကျွန်တော်20ကျော်နဲ့ဟာ နဲတာမဟုတ်ဘူးနော်နဲတာမဟုတ်ဘူးပါနော်ပြီးရင်ကျွန်တော်လက်နက်ချပြီးရောတဲ့အဆိုပါစစ်သားများမှာကျွန်တော်ဘဲရစနော်တို့ဘဲတရင်ရစစ်သားတွေလဲဆိုတော့သူကအတိအကျရေးထားရင်တော့ဗာဒီခမလိန်လို့မရဘူးလိန်လို့မရဘူးခမရ၄ခမရ၅ခမရ၆ခမရ30ပြီးရင်ကျွန်တော်ခလရ35ခလရ80အစရှိတော့တဲ့တက်မ66လက်အောက်ခံကျွန်တော်တရင်များနေနဲ့အနောက်တောင်တိုင်းကျွန်တော်စစ်တပ်နာချုပ် ပသိမ်လက်အောက်ခံတရင်များဖြစ်ကြတော့တဲ့ခလာရ63အိမ်မဲပြီးရင်ခလာရ2ခွန်တက်ကျွန်တော်ပသိမ်ဟာဆရှိတော့တဲ့တရင်များမှာကျွန်ထွက်ပြေးလာကြသူများ ਨੇ လက်နဲ့ချအလင်းဝင်ရောက်သူများဖြစ်ကြောင်းသိရပါတယ်တဲ့အဆိုပါအလင်းဝင်ရောက်လာတော့သူများ ਨੇ ဖမ်းဆီးရမိတော့စစ်သားများမှာတဲ့အားလုံးနှိပါမှာယခုနှစ်အတွင်းအတင်းအရမစစ်မှုထမ်းပေါ်တာဆွဲချင်းခံရတော့စစ်တင်နှန်းစင်းများဖြစ်ကြပြီတဲ့အချို့မှာတဲ့အသက်၁၈နှစ်မပြည့်သေးသောသူများ အထက်တန်းတက်နေသောចောင်းသားများပါဝင်ကြောင်းသိရပါတယ်ခင်ဗျာတွားပြီကွာတွားပြီတွားပြီငါတို့ဘက်ကဘလောက်ကြီးပဲဖိမ့်ပိတ်ပြီးပဲငင်းငင်းဘူးခံပြီးတော့ပဲငင်းငင်းဟုတ်ကဲ့အခုအသက်မပြည့်သေးတဲ့ကလေးတွေကို DNA စစ်လိုက်လို့ကတော့တွားပြီတွားပြီတွားပြီတော့ကျွန်တော်တို့ကသူရှိမှာကလေဟိုလူကိုယ်တိုင်ဟိုသူကတက်တရာရထားပြီလားအဲ့တော့အဘတို့ဒါ စဉ်းစားတော့နော်ဟုတ်တယ်အရင်တော့ငါတို့ခလေးစစ်သားခလေးစစ်သားနေရငါတို့ကလိန်လို့ရသေးတယ်ဟုတ်တယ်ဟုတ်တယ်ဘာလို့ဆိုတော့ဒီလိုမျိုးနီးပညာတွေမပေါ်သေးဘူးလေမပေါ်သေးတာမဟုတ်ဘူးမထွန်းကားသေးဘူးငါတို့ဘာမှပြီးမှာဟုတ်တယ်ပါသူများနိုင်ငံမှာသာထွန်းကားနေငါတို့နိုင်ငံမှာကြည်ကြည်ပြတ်ပြတ်မထွန်းကားသေးတဲ့အချိန်မှာခလေးစစ်သားခလေးစစ်သားနေငါတို့ကဘူးခံပြီးတော့ဖိမ့်ပိတ်ပြီးညင်းလို့ရတယ်ဟုတ်ကဲ့အခုဥစ္စာကဟဲ့အောင်သပင်းတစ်ချောင်းနဲ့နေချက်ချင်း DNA စစ်လို့ရတယ်စစ်လို့ရတယ်ပါသွားပြီ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 ဟုတ်ပါဘာလို့အခုလုံနေတဲ့ဦးရေကောက်ပွဲ လုပ်မယ်ဆိုရင်ဟိုရေပောက်ဝဲဟိုအဲ့ဒါအဲ့ဒါမျိုးငါပြောမလို့ဟုတ်ကဲ့ပါအဲပြီးတော့အနုပညာသမားလေးလေအဲငါတို့ဘက်ကနေပြီးတော့ဟိုဘောမနေတဲ့အနုပညာသမားတွေရှိတယ်ငါတို့ဘက်ကနေပြီးတော့လိုက်ပြီးတော့ပြောနေတဲ့အနုပညာသမားတွေရှိသလိုအနုပညာသမားတော်တော်များများက အဲပြည်သူဘက်ကပဲဟုတ်ကဲ့ပါပြည်သူဘက်ကဒါပေမဲ့ငါတို့ကဒီရုပ်ရှင်ကိုတော့ငါတို့ကပြည်သူနဲ့ငါတို့ရန်တိုက်ပြီးပြီးသွားပြီ။ဟောတလောကဇလန်းပါညာလည်းတည်တယ်တည်တယ်။ပြည်ရန်တိုက်ပြီးပြီးသွားပြီ။ရုပ်ရှင်ပြီးသွားတော့ငါတို့ဂီတာဟုတ်ကဲ့ဂီတာကလူတွေကိုငါတို့စိုင်းမုတ်လေးကြိုင်ပြီးတော့မဲဆန္ဒနဲ့ပါဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ အဲပေးတဲ့နဲ့ငေါတွေကပြည်သူနဲ့ငေါတွေရန်တိုက်ပေးပြီးသွားပြီ။ဟုတ်ကဲ့ပါ။အဲတချို့လူတွေဆိုရင်ဟိုထောင်ကြခဲ့တဲ့မင်းသားမင်းသမီးတွေအောင်ပါသေးတယ်ကွာ။ဟုတ်အတင်းပြားပေးပြီးတော့ဘာညာနဲ့ဟုတ်ကဲ့ငေါတွေက PR တွေတော်တော်ပေးပလိုက်တာ။ PR တွေတော်တော်ပေးပလိုက်တာ။ဟုတ်ကဲ့ပါ။အဲ PR ဘယ်လောက်ဒီမပေးတယ်ပဲနိုင်ငံသားလည်းထွက်လို့မရဘူးသူတို့တိန်းဆောင်လို့မရဘူးနိုင်ငံသားကိုဒီအမှုပညာသမားမပြောနဲ့။တမန်လူတော်မှလေရင်ကွင်းရလေငေါတို့ပြန်လွတ်တယ်။ပြန်လဲပြန်လဲ။လုံးဝလေရင်ကွင်းကိုပြည်ပကားနေပြီးတော့လာတဲ့လူတွေပဲငေါတို့ဖွင့်ပေးထားတယ်။ပြည်ပကိုသွားမဲ့လူတွေအဘတို့ပိတ်ထားတယ်အဘတို့တက်ချုပ်ကြီးတို့ ဟိုလေနိုင်ငံတော်တကယ်လုပ်တယ်ဆိုအဲ့တခုပဲရှိရနော်အေးဗောနိုင်ငံညှောက်မဲ့ကလေးတွေကိုပြန်ခိုင်းတာအဲ့တခုပဲရှိပြန်ခိုင်းနိုင်ငံတော်မဟုတ်ဘူးဒီကောငါတို့အတွက်ဟုတ်တယ်ငါတို့ငါတို့အတွက်အဲ့ဟုတ်ပါဘူးဆိုတော့ဒီနိုင်ငံညှားလာတဲ့လေရင်ဒီအဲပြန်သွားခင်လင်းခါလီပြန်သွားတယ်ဟုတ်ကဲ့ပါအဲအဲ့လိုမျိုးပဲဆိုငါတို့အခုကွာပြီးသွားပြီကွာရုပ်ရှင်ပြီးသွားပြီကွာဂီတပြီးသွားပြီဘာကြံသေးလဲအော်ဘာဟိုကြံသေးတယ်လေပါဟာလေဟိုလေတပုံစည်းယုံလေတပုံစည်းယုံကြံသေးတယ်အော်ရောက်နေတပုံစည်းယုံဆိုတာရောက်နောက်ထပ်အစ်ထထိုးလာတာ နောက်ထပ်တိတယ်လို့ငါတိတာကွာရုပ်ရှင်ဂီတတပင်လူရှင်တော်တပုတ်တပုတ်မဟုတ်လေအဲ့ဒီကိုကကပြောတယ်အဘနောက်ဆုံးနှစ်ခုအဲ့ တပင်အစည်းယုံနဲ့လူရှင်တော်အစည်းယုံနဲ့အဲ့နှစ်ခုကလေအတပုံအစည်းယုံအပေါင်းနိုင်တပုံအစည်းယုံဖြစ်တော့အော်အေးအဲ့သူတို့လည်းကြံသေးတယ်ဗျအော်ဟုတ်တော့ဗျာအခုသူတို့ကကနေတယ်ကွာအပြင်မှာကွာဟိုသူတို့ကဟိုဟိုဘာလဲပွဲသေးသေးလေးကနေလူကိုပွဲကြီးကြီးကနေလူဆိုငါတို့ဥစားဖုတ်ချစ်ဆိုရင်သူ့ဆက်တရားလူတွေလူရှင်တော်တွေကအကုန်ရှိတယ်ကွာအကျောက်100ကျော်200လောက်ရှိတယ်ပြီးတော့တပင်ဥစားတွေပဲရှိရှိသေးတယ်ဟာโอเคโอเคเนาะအဲ့ဒါလေးတော့လုံးဝကြံသေးတယ်ဟုတ်ပြီအဲ့ဒါအဲ့ဒါဆိုရင်ငါတို့ရုပ်ရှင်ပြီးသွားပြီဟုတ်ကဲ့ရုပ်ရှင်ပြီးသွားပြီဂီတပြီးသွားပြီတပင်ပြီးတပင်ကိုလာတော့မှာတပင်လာမယ်တပင်နဲ့လူရှင် ော်လျှင်တော်အဲလျှင်တော်ဟုတ်လျှင်တော်နှစ်ခုပေါင်းပြီးတော့ဘာလို့လုပ်လိုက်ပေါ့ဗာဆိုတော့ Okay okay ငါပြည်သူနဲ့ငါတို့ရန်တိုက်ပေးရမှာ Okay ပါပါရန်တိုက်ဘာဘာလို့တော့ငါတို့ခင်းဆက်ဆက်ကငါတို့ပြည်သူနဲ့ရန်တိုက်ပေးနေကြအမှန်လေဒီလိုပဲလုပ်လာလားအခုလည်းပြည်သူနဲ့ရန်တိုက်ပေးရမှာ Okay ဟုတ်ပြီဟုတ်ပါအဲ့တော့နှစ်ခုကြံလေဟုတ်ပါအဲ့တတိပေးတာဟုတ်ပြီဟုတ်ပြီဟုတ်ဆက်လိုက်ပြီးတော့ဘာလို့ကျွန်တော်တင်ပြပေးမယ့်သတင်းလေးတော့ဒီကကျတော့ကျွန်တော်ဒီဝေါ်မြို့ဝေါ်ရှာမတိအာမတိမြို့ရှာမတိအာမတိမြို့ဂွာလောက်လည်းရပါတယ်ဗျာဝေါ် ဝေါ်အဲ့အဲ့လေးရလားမဟုတ်လေဝေါ်မျိုးဝေါ်မျိုးအကြောင်းလေးနော်အဲ့လားလေးကိုကျွန်တော်ပြောပြမယ်အဲ့လားတော့ကျွန်တော်ကြိုက်ထူဝိုးတဲ့ကျွန်တော်ဝေါ်မျိုးနေတွင်တဲ့တော်လိုင်းတက်ပွဲများကြီးတရင်ကိုကြိုက်ထူကြိုက်ထူဝေါ်မျိုးနေဆိုတာဒီမှာတရားပဲချားတယ်ကွာစတောင်းတရားချားတယ်စတောင်းတရားချားတယ်ဒီဘက်ကငါတို့တကူတိုင်းဒီဘက်ကဟွာပေါ့မော်လမြိုင်မော်လမြိုင်မော်လမြိုင်မော်ပြင်းနေအဲအဲ့တော့ဒီကျွန်တော်မျိုးနေရတော့အပိုင်အပိုင်ကတော့ကြိုက်ထူအပိုင်နဲ့မှာပါလိမ့်မယ်ထင်ပါတယ်ဟုတ်ပြီဟုတ်ပြီကျွန်တော်ကြိုက်ထူဝိုးတဲ့ဝေါ်မျိုးနေတွင်တဲ့ကျွန်တော်တော်လိုင်းတက်ပွဲများကြီးတရင်ကိုလိုက်လံစုံစမ်းနေတော့တဲ့ကျွန်တော်တို့မြစ်ကျိုးတိုက်နေနေတဲ့ရဲ့ မြေကျိုးမြေကျိုးကဘကိုးတိုင်းထဲမှာပါတယ်ဟုတ်တယ်အဲ့ဘကိုးတိုင်းထဲမှာပါတယ်သူကဒီမှာကြိုက်ကိုဝေါမျိုးနဲ့လို့ရေးထားတယ်နော်မှန်မှန်တော့မြေကျိုးဆိုတာဘကိုးတိုင်းထဲမှာပါတယ်နော်အဲ့မြေကျိုးတိုင်းနဲ့နေတဲ့ရင်ဖြစ်သူကျွန်တော်ရဲစင်မင်းသူကျွန်တော်ပြစ်သက်ခံရတယ်ဆိုတဲ့တင်းလို့ကျွန်တော်အပေါ့ရဲစင်မင်းသူရဲနာမည်ရဲစင်ရဲမင်းသူရဲတယောက်ဟုတ်တယောက်တည်း ။ဩနာမည်ကနာမည်ကတယောက်တည်း။ဩရဲစင်မင်းရဲစင်မင်းသူ။ဩနာမည်ကလေးလုံးတော့မှကွာ။အဲ့ဒါလေးကိုကျွန်တော်ကဘာကိုဖတ်ပြမလဲ။သူတေဝါတာတော့မှသူ့အခေါင်းမှာဒီစက်မှမလားရေးတာ။ဩကျွန်တော် LED နဲ့ထိုးပေးမှာ။ LED နဲ့ဘာလို့ LED နဲ့ထိုး။အဲ့ကျွန်တော် LED ကြောင့်ရှေ့ကပြောက်သွားတယ်လေ။ထိုးပြီးပြောက်သွားတယ်။ဩနော်။အဲ့ဒါဒီတဲ့လေးကိုကျွန်တော်ဘာကိုကျွန်တော်တင်ပြပေးမယ်။ဟုတ်ပြီ။အဲ့တော့ကျွန်တော်ဒီနိုဝင်ဘာလ17ရက်နေ့တဲ့။နနက်ခွန်နာရီကနေနဲ့မြေကျိုးတိုက်နေနေတဲ့ရဲပေါ့နော်ဟိုရဲစင်မြေသူပြစ်ခတ်ကန်ဆိုတဲ့နေကြအဲ့အဆိုပါနေတဲ့ ရဲကျွန်တော်ရဲစင်မြင်းသူဟာတဲ့မြင်းကျိုးတိုက်နေအတွင်းမှာတဲ့ပြည်သူများကိုအကြောင်းမဲ့ရိုက်နေစစ်ဆေးခြင်းဟာဒုက္ခပေးပြီးငွေပေးငွေညှစ်ခြင်းပေါ့ဗျာအဲ့ဒါလေးလုပ်တယ်ပြီးရင်ကျွန်တော်ဆိုင်ကယ်တွေကိုကျွန်တော်မတရားဖမ်းဆီးတယ်ပြီးရင်ကျွန်တော်ရွာမှာကျွန်တော်လောင်းစားတွေဟိုဟာတွေဖွင့်နေကြက်ဝိုင်းတို့ပါဖဲဝိုင်းတွေဖွင့်နေဖွင့်ပြီးကျွန်တော်ရွာသားတွေကိုကြက်ဝိုင်းဖဲဝိုင်းဟုတ်တယ်အဲ့လိုတွေဖွင့်ပြီးတော့ဒီရွာသားတွေအချင်းစာကြီးတာပြက်ပြောင်းအောင် तू ကလှုပ်ဆောင်နေတယ်အော်အဲ့ဒါမှလည်း तू ကငွေလွယ်လွယ်ကူရမှာလေပြီးရင်ဒီတဲ့ပုံစံကဘာလဲဆိုကျွန်တော်တို့ရဲ့ဒီအချမ်းပတ်စစ်တဲ့ စတန်လက်လားအဲစတန်လက်စစ်တက်ပေါ့နော်ဟာအဲ့စတန်လက်စစ်တက်နဲ့ပူပေါင်းတာတဲ့တော်လိုင်းတက်ကြွတော့လှုပ်ရှားနေသူများနဲ့ PD ကအများကြီးကျွန်တော်တို့တရင်ကိုလိုက်လံစုံစမ်းပေးနေလေသူဖြစ်ပါတယ်တဲ့အေးအဲ့ဒီနေတရင်ကအဲ့အတွက်ကြောင့်တဲ့ကျွန်တော်တို့ဒီဟိုပါပေါ့ဟိုနိုဝင်ဘာလ17ရက်နေ့နနက်9နာရီခွဲခန့်နေတဲ့မြေကျိုးတိုက်နေနေတရင်ရဲစင်မြင်းသူကိုတဲ့တော်လိုင်းတက်ဖွဲ့များက မြစ်ကျိုးစေးတဲ့နဲ့ပြစ်ခတ်တိုက်ခတ်ရာတနက်ကြီး၄ချက်ထိမှန်ကတည်ဆုံးတယ်ကိုသိရပါတယ်ဗျ။ဟာဒီကောင်လည်းကွာကိုတေတို့ကိုတူးပြီးတော့ဈေးတော့ဘာသွားလောက်တာလဲ။ဟုတ်ကဲ့သူကတော့နေရင်းဆိုတော့သူကပတ်စံလိုက်တောင်းပါဘောဗျာ။အေးဘော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 မတရားဒါတရားဒါစားတော့သိပြီဘော။ဟုတ်ကဲ့အဲ့ဒီမှာပါသူရှိရနေပြောဟိုဘောတော်လိုင်းတက်တွေကဟိုဖုန်းတလုံးကိုလည်းကျွန်တော်တင်းစီရမ်းမိတယ်လို့သိရတယ်။အဲ့ဒါအရေးကြီးတယ်နော်ဗျ။သူ့ရဲ့ဖုန်းထဲမှာအကုန်တကင်းချက်လက်တွေပေါ်လာတယ်။ data တွေအကုန်လုံးရှိတယ်။အဲ့ကောင်နေဒါကတော့ကျွန်တော်တို့ရဲ့ဒါပြောရမှာဆိုရခဗော။ရခတယောက်။အေး အဲ့ဒါအဲ့ဒါလည်းမကောက်ဘူးကွာညတော့ငါ line ပုံမှာတစ်ခုတက်လာတာရှိတယ်ဟုတ်ကဲ့အဲ့ဒါပါလဲဆိုတော့ငါလည်းခေါင်းငင်လေးကိုငါကြည့်နေတာဘုံတော့ uniform နဲ့ဓမြတိုက် uniform နဲ့တရားဝင်ဓမြတိုက်နေသူများစုပြီးတက်လာတော့ဘာလဲပုံငါကြည့်တာဟုတ်ဘယ်ဟုတ်မလဲကွာငါတို့ကဒီတောက်တဲ့ပျောက်ကြားဝှစ်ဆုပ်ကြီးတွေဝှစ်ပြီးတော့ငါတို့ဒီစကမစစ်သားတွေရနေပြီးတော့ ရွာတွေဝင်ပြီးတော့ရွာတွေကဆိုင်ကယ်တွေကိုယူလာတယ်ခိုးလာတာခိုးလာတာယူလာမှမဟုတ်ခိုးလာတာအေးလေးလာတာအဲ့လိုမျိုးလေးလုံနေအကြပြီးနော်အဲ့ဒါကကျွန်တော်ရဲ့အဲ့ဒါဘူဒီယိုဖိုင်တော့မြန်မာပြည်တပြည်လုံးမှာအဲ့လိုတွေဖြစ်နေတာအောက်ချိန်မှာနော်အဲ့ဒါတက်ချုပ်ကြီးလို့မသိတာလည်းမဟုတ်တည့်ရတိုင်းတိတိနဲ့လွှတ်ထားတာနော်အဘနော်ဟိုဆက်လက်ပြီးတော့အဘကိုကျွန်တော်တင်ပြပေးမယ့်သတင်းလေးရှိတယ်ဒါကတော့ကျွန်တော်တို့ဒီခင်ဦးမျိုးနယ်ပေါ့နော်ခင်ဦးမျိုးနယ်အတွင်းမှာတဲ့ဥစ္စာဒါပကံကစ်ကတည်းကဥစ္စာပေါ့နော်ဒီဥစ္စာကဘာလဲဘကူကနေပြီးတော့ ဟန်တော်ဒီကနေပြီးတော့ခေါ်လာတဲ့ခင်ဦးလားဟောအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးပါရဲ့နော်။ तू ကတော့ဒီမှာခင်ဦးမျိုးနယ်လို့ပြောတယ်။ကျက်စစ်သားမင်းကနေခေါ်လာတာ။ဟုတ်လိမ့်မယ်ဟုတ်တယ်ခင်ဦးဟုတ်လိမ့်မယ်ဖြစ်လိမ့်မယ်နော်။အဲ့ခင်ဦးမျိုးနယ်အတွင်းမှာတဲ့ကျွန်တော်တို့ရဲ့ဒီပေါ့ဟို standard စစ်တပ်ကနေပြီးတော့ဒါပဲအခုတကပဲမျက်မှန်သေးတယ် standard စစ်တပ် standard စစ်တပ်ကနေပြီးတော့ပြည်သူများကိုဝိုးတဲ့လူသားတိုင်းအဖြစ်ကျွန်တော်တို့ဖမ်းဆီးပြီးစစ်ကြောင်းနှစ်ကြောင်းအဖြစ်ကျွန်တော်တို့စစ်ကြောင်းထိုးကာတဲ့လင်းအဖြစ်ဘုံကျဲနေ၍ကျေးရွာ၁၀ခုကျော်မှာကျွန်တော်တောင်းနှစ်ချီတော့ပြည်သူများ ဘေးလို့ရာကိုထွက်ပြေးသိမ်းရှောင်နေရပါတယ်ဟာเนาะအမစတန်ဒတ်စစ်တက်ကြီးอ่ะเนาะအပြင်းမရှိတဲ့ပြောင်းပြည်သူတွေကိုလိုက်လံပြီးဖမ်းဆီးတယ်ပြီးရင်တော့လင်းရဲ့ဘုံကျဲတယ်အဲ့တော့ကျွန်တော်ပြည်သူတွေတောင်းနေချေတဲ့ပြည်သူတွေထွက်ပြေးသိမ်းရှောင်နေရတယ်သွားပြီသွားပြီသွားပြီငါတို့ကသွားပြီဟိုဥစ္စာမောင်းပါကဘာမြန်မာမာတွေမကောက်ကဘာမှာငါတို့တွေကဟုတ်ကဲ့တမိုင်းကိုကညင်းနဲ့ရေးတဲ့လူမဟုတ်ဘူးတမိုင်းကိုသွေးနဲ့ရေးတဲ့လူဆိုပြီးတော့ငေါတွေရနေပြီးတော့ ဟာတော့ပြီးတော့ပြီးခေါင်းတော်မပေါ်ဝင်းတော့ဘူးမရှိသေးတယ်ပါအလားတူဖြစ်စီမျိုးရှိသေးတယ်အဲ့ဒါဗမာဖြစ်လာလေကျွန်တော်တို့ဒီဝက်လက်မြို့နေအင်းဝက်လက်မြို့နေတဲ့ကျွန်တော်လှတော်ရွာကိုတဲ့ကျွန်တော်ရဲ့လှတော်လှတော်လှတော်ရွာကိုလှတော်ရွာကိုကျွန်တော်စကားမှာစစ်တပ်ကနေရနှစ်နေရခွဲပြီးတော့ကျွန်တော်မီးရှို့ဖျက်ဆီးတယ်အဲ့မှာကျွန်တော်နေအိမ်80ကျော်ကျွန်တော်ပြာကြတယ်လို့ဆိုသိရပါတယ်ပါတော့ဒါတော့ဝက်လက်မြို့နေတဲ့မှာစစ်ကြောင်းတွေထိုးနေတာနှစ်ကြောင်းထိုးလိုက်သုံးကြောင်းထိုးလိုက်လေးကြောင်းထိုးလိုက်နေရွာတွေပတ်ပြီးအခုမီးရှို့နေတယ်လို့ကျွန်တော်သိရပါတယ်ပါ ပြီးရင်ကျွန်တော်တို့ဖားကန့်တွင်တဲ့ကျွန်တော်တို့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲကျွန်တော်ရဲ့ဒီစက်ကမှစစ်တပ်ကနေပြီးကျွန်တော်ဝိုင်တွဲလေအဖြစ်ဘုံကျဲမှုအသက်တနှစ်ကျော်အရွယ်ခလေးတန်ရာရရှိပြီတဲ့မိခင်တေဆုံတဲ့နော်အခြားပြည်သူတူဦးလဲကျွန်တော်ထိခိုက်တန်ရာရရှိတယ်ကိုသိရပါတယ်ဗျတော်ပြီကွာတက်ချုပ်လုံးနေရလေတမိုင်းသိမ့်မဟုတ်ဘူးကွာတမိုင်းညစ်ကို တညင်းနဲ့ထိုးနေတာဟုတ်တယ်ပါเนาะဒါကတော့အကွာအခုဒီသတင်းတွေကတော့ဒါဟိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကျွန်တော်ဒီမြို့နယ်တွေကျေးရွာတွေကိုဝင်ပြီးတော့ဘာလို့မီးရှို့ဖျက်ဆီးတာတွေလုပ်တယ်လေရင်နဲ့ဘုံကျဲတာတွေလုပ်တယ်ပြီးရင်ကျွန်တော်ဒီဆလင်းနဲ့တာအိုဒီမြို့နယ်တွေနဲ့စစ်မှုထမ်းအပတ်စဉ်စကိုးအတွက်ဆိုပြီးတော့ကျွန်တော်လူငယ်30နီးပါးကိုတဲ့ကျွန်တော်ရဲ့စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရတယ်ပါဟာပေါ်တာဒီဆွဲတာလေရက်ပါတော့တက်ချုပ်ရဲ့ရက်ပါတော့ရက်ပါတော့ဟာသူတေတဲ့ညောင်ရက်မှာမဟုတ်ဘူးတရုံဝင်အစိုးရလေဘယ်တော့မှဖြစ်မှာမဟုတ်ဘူး ်တယ်ငါပြောပြမယ်ငါတို့ဒီ2015တုန်းကရော2020တုန်းကရော NLD ကိုမဲပေးတယ်ဆိုတာတောင်ပြိုကမ်းပြိုမဲပေးတာနော်အဲ့ဒါလူတိုင်းမြင်တာဟာမင်းလိုက်ခဲ့ပါကွာငါတို့ NLD အတွက်မဲဆွယ်ပေးပါကွာလို့တခုံးမပြောရဘူးမပြောမပြောကိုတိစိတ်တက်နဲ့ကိုမဲပေးရမှန်တယ်ပါနော်ကိုဒီအခုဥစားငါတို့ဟိရမရအောင်ငါတို့မဲပေးဖို့မင်းတို့လာပြီးတော့ရုပ်ရှင်တွေရိုက်ပေးရမယ်ဘလို့လေလို့ဘူးရဘလို့စကားတွေဘလို့ပြောပေးရမယ်ဘာလဲအေးဘေးနာဟိုပြည်သူလူထုကြောက်လဲစိုက်ဖွင့်နေလဲနင်းဆိုင် ငါတို့ပိတ်မှာနော်ငါတို့ပြောခဲ့တဲ့စကားကိုပြောဟုတ်ငါတို့ဘက်ကနေနေလိုက်ပြောအဲ့မှာဘူဒီကိုရိုက်တယ်အဲ့တော့ကဈေးတယ်ပြန်ချဈေးတယ်ငါပြောသူတို့ပြောမပြောရင်ထောင်ချမှာအဲ့ဈေးကိုတတလုံးမရောအောင်ပြောပြန်ချဈေးတယ်ဟုတ်ကဲ့ပါကျွန်မတို့ကလူကလေငါပြောပြမယ်ဟုတ်ကဲ့ညနာနေမျက်လုံးကိုချင်းအဖြေပေါ်တယ်နော်ပေါ်တာပေါ့အဲလည်းသိပါတယ်သိအောင်နော်ဒါပေမဲ့အခုအဘအိုဒီတဲ့ကျွန်တော်ဒီအပတ်စဉ်၁၆အတွက်ဆိုရင်ပေါ်တာကြီးအခုဆွဲနေတယ်အဲ့ဆွဲနေတဲ့အထက်မှာကျွန်တော်အခုအဘအိုဒီမနေ့မှာတင်ပြပေးမယ်သတင်းနောက်ဆုံးသတင်းလေးပေါ့ဗျာအဲ့သတင်းလေးကဘာလဲဆိုရင်အဘ ဒီပေါ်တာတွေဆွဲနေတာကကျွန်တော်ပြောတာကဒီပြောမစုံများကိုလည်းအင်္ဂါအကောင်းရှိမဲ့လူကျမ်းမာရေးကောင်းတဲ့လူဒါမျိုးဆွဲတဲ့သူကျွန်တော်လက်ခံတယ်အမှုအဲ့လိုတွေပဲဆွဲရမှာလေအဲ့လိုတွေဆွဲပြီးငါတို့ရှင်းနေရောက်တဲ့အချိန်ကျရင်ငါတို့ လက်ကိုင်ငါစိတ်ပိုင်းပြည့်စုံတဲ့လူတွေပဲငါတို့ကဥစ္စာလုပ်တာလေအခုကအခုကဘာတို့ကအဲ့လိုမဟုတ်ဘူးဘာတို့ကဘလို့ဘလို့တွေးတဲ့လူကိုကောက်ပြီးပေါ်တာဆွဲနေတာအော်တွေးတဲ့လူကောက်ပြီးဆွဲတယ်ဆိုတော့ဘာလဲအသက်60ကျော်80ကျော်တွေပါလာလို့လားဘာလို့အဲ့ကျွန်တော်တို့လူငယ်တန်းမှာလေကျွန်တော်တို့ဒီပြောရမယ်ဆိုရင်ကျွန်တော်တို့ဟိုပါဘောစိတ်ကျမ်းမာရေးစိတ်ယုံမှနေကျွန်တော်အယူလက်မဲ့စိတ်ဝေဒနာတယ်စိတ်ဝေဒနာတယ်ပြီးတော့ကျွန်တော်တို့ဒီစိတ်ကျမ်းမာရေးစိတ်ယုံမှနေဒီလူဒီစိတ်ကျမ်းမာရေးမကောင်းပါဘူးဆိုအယူလက်မဲ့ထုတ်ပေးထားတဲ့လူ 哦哎呦အဲ့ဒါဆိုရင် तू ကဟိုတည့်ရဝင် तू ကတကယ်ကိုဆရာဝင်နေရဲ့တိတိကျကျနဲ့စိတ်ချမ်းမအေးဖြစ်နေတဲ့လူပေါ့ဟုတ်တယ်အဲ့လိုလူမျိုးပေါ်တာဆွဲပြီးတော့တာဝန်ပေးတယ်ဆိုရင်သတင်းလေးကိုဖတ်ပြမယ်နော်နော်ပေါ်တာဆွဲပြီးလို့တာဝန်ပေးတာလေအဲ့ဒါလေးဖတ်ပြမယ်ကျွန်တော်တို့ဖြစ်တာကတော့ဘာမှဖြစ်တာလဲဆိုတော့ပြဿနာပဲကွာမော်လမြိုင်နဲ့ကျွန်တော်တို့စင်ကဲကုန်းရက်ကွက်မှာနော်ကျွန်တော်ဒီဟိုပါပေါ့ငယ်စဉ်တကယ်ကနေပြီးဆိုစိတ်ချမ်းမအေးမကောင်းဘူးတဲ့အသက်29နှစ်ခန့်ရှိကောင်လေးတယောက်ကိုတဲ့ကျွန်တော်ရဲ့ဒီစစ်တပ်ကဖမ်းဆီးပြီးတော့ ဆယ်ရဲ့အကြာမှာတဲ့နော်မော်လမြိုင်ဘူဒါကြီးမှာတဲ့လက်နဲ့အပြည့်စုံယူနီဘောင်းဝစ်ပြီးတော့တာဝန်ပေးထားတယ်လို့သိရပါတယ်ဟာနော်ကွာ သူကကွာမဒီစိတ်ကနေပြောဟိုဇာဟိုကျမကြီးဖောက်ပြန်လာပြီးအကုန်လုံးလုံးလင်ကိုပြည်သူရောကိုတွေရောသိမှာဒီမှာအခုဆက်ပြီးတော့ကျွန်တော်ဘာလို့တင်ပြပေးအောင်မယ်ဒါကပါလဲဆိုတော့ဒီကောင်လေးဟာတဲ့ကျွန်တော်အယူလက်မှတ်လို့ခေါ်တဲ့ကျွန်တော်ရွာသားကြီးကျွန်တော်စင်းအောင် စင်းဝင်လက်မဲ့ကျွန်တော်ကန်ဆောင်ထားတဲ့သူဖြစ်ပါတယ်တဲ့နော်အခုလို့တဲ့အယူအယူတော့အလုံးမပေးပဲပေါ့နော်စင်မှုထိုင်းခိုင်းတာတင်နှမ်းမပေးပဲလက်နဲ့တက်ဆင်ပေးတာတွေဟာ ျွန်တော်တို့ရဲ့အရက်သားပြည်သူတွေအတွက်တော့လွန်စွာအန္တရာယ်ကြီးတယ်လို့သိရပါတယ်ဗျ။ဟုတ်တယ်ဟုတ်တယ်တော်တော်အန္တရာယ်ကြီးတာမင်းပြည်သူတွေအတွက်အန္တရာယ်ကြီးတယ်လို့ငါတို့ဘက်ကမင်းပြည်သူတွေတပတ်လည်းပြည်ဒီဘက်လည်းပြည်သိပြီး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 ဟုတ်တော့မကောင်းဘူးလေသူရမ်းနေမှာပေါ့တက်ချုပ်တက်ချုပ်ဒါတွေကိုတက်ချုပ်ကလေးဘာမှမစီစစ်ဘူးအောက်ကအရာရှိအရာခံတွေကလည်းဘာမှမစီစစ်ဘူးဒီစိတ်ရောကဖြစ်နေတဲ့လူကိုဟုတ်တယ်နေရာတွေပြီးတယ်ဆိုတော့ငါတို့မြန်မာစကားပုံလို့တက်ချုပ်ကဖြစ်နေပြီဘလို့စကားပုံလဲပါအယူပုံမြောက်ချီရောက်ကောက်စား 出来，是个玻里瓜。<noise> <noise>